ကိုမင်္ဂလာပါဟုတ်အခုနာမည်လေးနဲ့ဒီအခုရဲ့နေရာလိပ်စာလေးမိတ်ဆက်ပေးပါအောင်ခင်ဗျာအဲဘွေနာမည်ကတော့ကိုဝင်းလိုက်ဖြစ်ပါတယ်ဟုတ်ကိုအခုဘာလုပ်ငန်းတွေများလောက်ကင်ပါလဲခင်ဗျာအခုလက်ရှိကလေယာဉ်စိုက်ပျိုးတောင်းတူလုပ်ငန်းလောက်ကင်ပါတယ်ဟုတ်ကိုကူတာဆက်တွေဝယ်ယူထားတယ်လို့သိရပါတယ်ကိုဘာဆက်မျိုးစားတွေဝယ်ယူထားတယ်ဆိုတာလည်းတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာဟုတ်ထွန်ဆက်နှစ်စီးရဲ့ရိတ်ဆက်တစ်စီးရဲ့ပေါ့နော်ဟုတ်ကဲ့အဲထွန်ဆက်ကတော့6 မြင်းငောင်60ရဲ့50ခွန်တစီရဲ့ပေါ့ရိတ်ဆက်ကတော့ G Black ရိတ်ရှူတဲ့တစီပေါ့အဲ့ဒါဝယ်ထားကိုဒါ GPS မှာဘာကြောင့်ရွေးချယ်ဝယ်ယူခဲ့တာဆိုတာရှင်းပြပေးပါအောင်ကိုအာကို2000ဘူးတောင်းသူလုပ်ငန်းလုပ်နေပေါ့နော်2000ခွန်ကမစားပြီးတော့ထွန်သက်ဝယ်ဦးမယ်ဆိုပြီးတော့စဉ်းစားလိုက်တော့ဒီကိုဒါ GPS ကလည်း 2019မှာလာဖွင့်နေပေါ့နော်ကိုနေကလည်းဟိုလမ်းမဆက်သွေးရတဲ့နှီးချတဲ့အတွက်ကြောင့်ဟိုကိုဗိုတာ GPS ကနေဝယ်ပြစ်သွားပေါ့နော်ဒါပါကိုရေအပူပစ္စည်းဝယ်ယူတာနဲ့စားပွဲဝင်ဆောင်မှုအခြေအနေလေးတွေရောအဆင်ပြေမှုရှိလားမသိခင်ဗျာ။ဟောပူပစ္စည်းဝယ်ယူရလဲအဆင်ပြေပါတယ်။အဲစားပွဲပိုင်းဆိုင်ရာလဲအဆင်ပြေပါတယ်။စားတာအားလုံးအဆင်ပြေပါတယ်။ဟုတ်တယ်ပါအခုအနေနဲ့ကူပိုတာဆံများကိုထပ်မံဝယ်ယူဖို့ရှိပါသေးလားခင်ဗျာ။ အဲရှိပါတယ်အခုဆဲလာပိုင်းမှာပေါ့နော်ကြည်ပူပုံပြောင်းတတိဝယ်ဘူကအစီအစဉ်ရှိရပြီးတော့တဘူတတိလဲဝယ်ဘူကအစီအစဉ်ရှိရပေါ့နော်ဟုတ်ကဲ့ပါအခုအခုအနေနဲ့ကူဘူတာ GPS ပေါ့အမြင်လေးနဲ့အမှတ်တရစကားလေးပြောကြပေးပါအောင်ခင်ဗျာအဲကူဘူတာ GPS ဝယ်လာတော့2019နဲ့ကနေပြီးတော့2025အထိစတဲ့အားလုံးအစဉ်လဲပြည့်ရပေါ့နော် အဲချိဆက်ပြီးတော့လဲဟိုဆက်လက်ပြီးတော့လက်တွဲပြီးတော့လှုပ်ဆောင်သွားဖို့ပဲဝယ်ဖို့အားလည်းရှိရပါတော့အဲအစားအစာအားလုံးအဆင်ပြေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကိုကြီးကျေးဇူးတင်ပါတယ်